ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့ဒီဇင်ဘာလ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရပါဒီ channel လေးကမြေပြင် channel တွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတက်ကတော့ချင်းတောင်တန်းပေါ်ကစီတတားဗန်ဒော့ပါအကြောင်းကိုတင်ဆက်ပေးပါမယ်ရှီဒန်စစ်မီပြင်ကဒန်ယာရတော်လိုင်းဤတပ်ဖွဲ့ဝင်တွေကိုအရေးပေါ်စေကူတမှုတွေလှုပ်ဆောင်ပေးနေသူကအသက်၁၉နှစ်အရွယ်ချင်းတိုင်းရင်သူ မတ်ဗန်ဒော့ပါပါဗန်ဒော့ပါရှီတန်းကတန်ရရရဲဘော်တွေအပြင်နောက်တန်းကနေမကောင်းတဲ့တက်ဖွဲ့ဝင်တွေကိုပါကျမ်းမာရေးစောင့်ရှောက်မှုပေးနေတဲ့စေးတသားတယောက်ဖြစ်ပါတယ်စကိုင်းတိုင်းကလေးမျိုးနဲ့ကနေချင်းပြင်းနဲ့မြောက်ပိုင်းတီးတဲ့မျိုးနဲ့တဲကိုအင်အားရှားနဲ့ချီပြီးစစ်ကြောင်းထိုးလာတဲ့စစ်တပ်နဲ့ချင်းတော်လိုင်းရဲ့တက်တွေရဲ့တိုက်ပွဲတွေတွင်မှာတန်ရရတော်လိုင်းကြီးရဲဘော်တွေအသက်ရှင်တန်ဖို့ဗန်ဒော့ပါတို့လိုစစ်တပ်သားတွေကအတက်နိုင်ဆုံးကယ်ဆယ်ရတာလည်းဖြစ်ပါတယ်မတ်ဗန်ဒော့ပါ တီးတိမ်မြို့နယ်စီရင်ဒေသအခြေစိုက်တော်လှန်ရေးတပ်ထဲကိုစတင်ဝင်ရောက်ချိန်မှာအသက်16နှစ်မပြည့်သေးပါဘူးကိုဗစ်ကရောဂါနဲ့ဆက်အာနာသိမ်းမှုကြောင့်ကျောင်းတွေပိတ်လိုက်ရချိန်မှာကိုရန်ကျောင်းသူမတ်ဗန်တော့ပါရီအသက်က15နှစ်ပဲရှိပါသေးတယ်2021ဖေဖော်ဝါရီလ1ရက်နေ့ဆက်အာနာသိမ်းမှုကိုစန့်ကျင်ဆန္ဒပြရင်းချင်းပြည်နယ်မြို့တော်ဟာခါမြို့စူပောင်ယုံရှိမှာစစ်တပ်ကပြစ်ခတ်လို့ငေတငေချင်းဖြစ်သူမဆွေညံပါတည်ဆုံးခဲ့ရပြည်တဲ့နောက်မှာတော့ ဗန်တုတ်ပဟံအာနာရှင်စစ်တပ်ကိုတော်လှန်ဖို့စိတ်ဆန္ဒပုံမူပြင်ပြခဲ့တယ်လို့ဆိုပါတယ်။ဒီလိုနဲ့တော်လှန်ရေးတပ်ထင်းကိုဝင်ဖို့မတ်ဗန်တုတ်ပါဆုံးဖြတ်လိုက်ပါတယ်။သူရဲ့မိဘတွေကတော့သူတို့ရဲ့တဦးရဲသောတမိဖြစ်တဲ့မတ်ဗန်တုတ်ပါကိုအသက်အန္တရာယ်နဲ့နီးတဲ့တော်လှန်ရေးတပ်ထဲဝင်ဖို့ခွင့်မပြုခဲ့ပါဘူး။ဒါပေမဲ့မိဘတွေမသိအောင်ခိုးထွက်ပြီးတော်လှန်ရေးတပ်ဖွဲ့တဲကိုဝင်ရောက်ခဲ့တယ်လို့မတ်ဗန်တုတ်ပါကပြောပြပါတယ်။တော်လန်ရေးတက်သေးကိုရောက်သွားချိန်မှာတော့မိဘတို့ရဲ့အားပေးကူညီမှုကိုရရှိခဲ့ပါတယ်။ အခြေခံစစ်တင်တန်းနဲ့စစ်တင်တန်းကိုတက်ရောက်ခဲ့ပြီး CDF CDM စီရင်တပ်ဖွဲ့မှလက်ရှိတာဝန်ထမ်းဆောင်နေပါတယ်။မူဂျိုကနေ၈တန်းအထိအတူတူကြောင်းတက်ခဲ့တဲ့ငွေတငွေချင်းကိုစစ်တပ်ကပြတ်တက်ခဲ့တာကြောင့်တော်လန်ကြီးတဲ့ကိုခြေစုံပြည့်ဝင်ခဲ့တဲ့ဗန်တော့ပါဟာမော်ဒယ်တယောက်ဖြစ်ချင်တဲ့အိမ်မရှိခဲ့ပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့စင်လန်နဲ့လီလာတောင်အကြတိုက်ပွဲမှာအေကအလောင်းလေးလောင်းနဲ့လက်နက်ခင်းအချို့တင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ တောင်ကုတ်ပန်းတောင်ယူလန်မှာရှိတဲ့ဆင်းလန်စခန်းနဲ့လီလာတောင်ကြီးစခန်းအကြားမှာအာရကတတ်တော် A နဲ့အကျန်းဖတ်စစ်တပ်တို့အကြားနှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီး A ကအလောင်းလေးလောင်းနဲ့လက်နက်ခဲရဲအချို့ကိုတင်စေရမိခဲ့တယ်လို့သတင်းရရှိပါတယ်ဒီလာလေးရက်နေ့ညနေ၄နာရီအချိန်ခန့်မှာလီလာတောင်နဲ့ဆင်လန်စခန်းကိုစစ်ကြောင်းထုတ်လှုပ်ရှားနေတဲ့အင်အား80ခန့်ရှိစစ်ကြောင်းကိုအာရကတတ်တော်ဘက်မှကြားဖြတ်တိုက်ခိုက်ခဲ့တာပါအလောင်းလေးလောင်းနဲ့လက်နက်ခဲယမ်းအချို့ကိုတင်ဆက်ရမိပါတယ် စစ်တပ်ကအကြဆုံးရှိပြီးအုပ်စုကွဲပြီးထွက်ပြေးသွားခဲ့ကြပါတယ်လို့ဒေတာရင်းစီးတရင်ရေမြကပြောပါတယ်။အုပ်စုကွဲသွားတဲ့စစ်ကြောင်းမှအချို့ဟာဆင်လန်ဘက်ကိုစုခွာထွက်ပြေးတယ်လို့တချို့မှာလီလာတောင်ဘက်ကိုထွက်ပြေးသွားခဲ့ကြတယ်လို့ဆိုပါတယ်။အကြံဖတ်စစ်တပ်နဲ့အာရခတပ်တော်ဦးဆောင်တဲ့ပူပေါင်းတပ်တွေဟာကပ္ပစ16နဲ့666.9အနီးမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေတယ်လို့ဆင်လန်လီလာတောင်ဘက်မှာညောင်ကျိုးကိုထိုးစစ်ဆင်နေတဲ့စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရှိရပါတယ်။ အကြံဖတ်စစ်တာလေကြောင်းနဲ့ဒရုန်းပစ်ကူကိုအပြည့်အဝယူကာအေအေကိုထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့အချင်းကြာမြင့်လာတာနဲ့အမျှအောင်မြင်မှုမရတဲ့အပြင်တပ်ဖွဲ့ဝင်တချို့မှလည်းအေအေနဲ့ပူပေါင်းတပ်တို့ရဲ့စနိုက်ပါနဲ့ခြုံကိုတိုက်ခိုက်မှုတွေကြောင့်အနည်းနဲ့အများနေစဉ်သေဆုံးမှုရှိနေတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ် point 666စင်လန်လေးလာတောင်ချီစကန်စင်လန်နဲ့ညောင်ချီတော့အကြမှာဂျာစကန်ငယ်တွေရှိပါတယ်စစ်ကြောင်းတွေရှေ့တန်းယာယီစကန်ငယ်တွေတိစောက်ထားပြီးအေအေထင်းချုံနေမြေဖြစ်တဲ့ ညောင်ကျူကြီးရွာကိုစစ်တပ်ကဒိုးစစ်စင်တိုက်ခိုက်နေတာအဲဒီစခန်းတွေကိုအေအေကစနိုက်ပါချုံခိုတိုက်ခိုက်တာတွေရှိတယ်တိုက်စုံမှုကတော့အနည်းနဲ့များနေစဉ်ရှိတယ်လို့ဆိုပါတယ်အရခတ်တတော်အေအေနဲ့တော်လန်ကြီးပူပေါင်းတက်တွေဟာစစ်တပ်ရှေ့တန်းစခန်းငယ်တွေကိုလက်နက်ကြီးများစနိုက်ပါများနဲ့ပြစ်ခတ်တိုက်ခိုက်နေတယ်လို့တခြားတစ်ဖက်မှာလည်းစစ်ကူစစ်ကြောင်းနဲ့ထောက်ပို့စစ်ကြောင်းတွေကိုတပြိုင်နက်တည်းဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်မှုတွေကိုပြစ်လုံနေတယ်လို့ဆိုပါတယ် မကြသေးခင်ရပ်ပိုင်းကလည်းစာနယ်ရိတ်ကခက်ခဲမှုကြောင့်0.666စကမ်းမှာကပ္ပစ16ကိုထိုးထွက်လာတဲ့အင်အားတရာကျော်ပါစစ်ကြောင်းကိုအေမအသင့်ဆောင်ကျူတိုက်ခိုက်ခဲ့မှုကြောင့်တိတ်ဆုံးသူအချို့ရှိခဲ့တယ်လို့လက်နက်ခဲယံသမကအရှင်းသုံးပန်းချို့ကိုလည်းဖန်စီရမိတယ်လို့တင်ရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမကြီးဥကြုံမှုထွန်းရဲ့နေရအပြောင်းလဲမရှိဆက်လက်တာဝန်ယူမယ်လို့ကြေညာခဲ့ကြောင်းတင်ဆက်ပေးပါမယ် အကြပ်ပစစ်အနာရှင်စနစ်ကိုစန့်ကျင်ပြီးမြန်မာပြည်သူများနဲ့အတူရပ်တည်လျက်ရှိတဲ့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်ဆုံးကိုယ်စားလှယ်တမ်မကြီးဦးကျော်မိုးထွန်းရဲ့နေရာအပြောင်းလဲမရှိဘဲဆက်လက်တောင်းယူခွင့်ရရှိထားကြောင်း American ပြည်ထောင်စုနယူးယောက်မြို့အခြေစိုက်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြင့်ဆုံးကိုယ်စားလှယ်ယုံထံကနေသိရှိရပါတယ်။အကျဉ်80မြောက်ကုလသမဂ္ဂထွေထွေညီလာခံမှာအဖွဲ့ဝင်9နိုင်ငံပါဝင်တဲ့ကုလသမဂ္ဂ Credential Committee ကိုဖွဲ့စည်းခဲ့ပြီးရင်း Committee မှာ Andorra, Botswana, တရုတ်၊ Dominican သမရနိုင်ငံ မလေးရှားရုရှားဖက်ဒရေးရှင်းစီနီဂိုထရီနီဒတ်တူဘာဂိုနဲ့အမေရိကန်ပြည်ထောင်စုတို့ပါဝင်ကြောင်းအဆိုပါကုလသမဂ္ဂခရစ်ဒန်ရှယ်ကော်မတီကတမ်မတ်ကြီးဥကြုံမှုထွန်းနေရာကိုဆက်လက်အတည်ပြုထားကြောင်းသိရှိရပါတယ်။တမ်မတ်ကြီးရဲ့နေရာကိုတော့ကုလသမဂ္ဂခရစ်ဒန်ရှယ်ကော်မတီကအတည်ပြုထားပြီးညီလာခံကိုဆက်ပြီးတင်ပြဖို့အတည်ပြုဖို့ပဲရှိပါတော့တယ်။တမ်မတ်ကြီးပဲဆက်ပြီးတာဝန်ယူခွင့်ရတော့တာပါလို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးမှတရင်အရေးမြေကဆိုပါတယ်။ တအမကြီးဥကြုံမှုတော်မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းခဲ့တဲ့2021ခုနှစ်မှာစတင်ပြီးကုလသမဂ္ဂမှမြန်မာနိုင်ငံကိုစားပြုတအမကြီးဖြစ်ဆက်လက်ရည်တည်နေကအကြံဖတ်စစ်ကောင်စီကိုနိုင်ငံတကာနဲ့ကုလသမဂ္ဂလူချုပ်ရေးကောင်စီကချက်ချင်းအရေးယူရန်တဆိုင်မမတ်တင်ပြတောင်းဆိုလျက်ရှိတဲ့ပြည်သူ့ဘက်တော်သားတအမကြီးဖြစ်ပါတယ်။အကြံဖတ်စစ်ကောင်စီကတအမကြီးဥကြုံမှုထွန်းရဲ့နေရာမှာ၎င်းတို့ရဲ့ကိုယ်စားလှယ်နဲ့အစာထိုးနိုင်ရေး2021ခုနှစ်မှာစတင်တာ နီလန်အမျိုးမျိုးနဲ့ကြိုးစားခဲ့ပေမဲ့အောင်မြင်မှုမရရှိဘဲကုလသမဂ္ဂမှာတမ်းမကြီးဥကြုံမှုထွန်းကားတာမြန်မာပြည်သူတွေနဲ့မြန်မာနိုင်ငံကိုကိုစားပြုတဲ့တဦးတည်းသောတမ်းမကြီးဖြစ်ပြည်သူ့ဘက်မှဆက်လက်ရည်တည်နေခြင်းဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကားတော့နမောက်ပြောပွဲလမ်းပိုင်းမှာစစ်စေးရေးလှုပ်ဆောင်နေတဲ့ PDF များနဲ့စစ်ကားတို့ထိတ်တိုက်တွေ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းနမောက်မြို့နယ်နမောက်ပြောပွဲလမ်းပိုင်းမှာစစ်စေးရေးလှုပ်ဆောင်နေတဲ့ PDF တွေနဲ့စစ်ကားတို့ထိတ်တိုက်တွေ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနမောက်မြို့နယ်ပကဖတာဝန်ခံအစိတ်တီးကပြောဆိုပါတယ်။ဒီဇင်ဘာလ9ရက်နေ့ည10:30မိနစ်ခန့်မှာနမောက်ပြောပွဲလမ်းပိုင်းမှာရှိတဲ့ဥယျံလမ်းပေါက်အနီးလမ်းပိုင်းစစ်ဆေးရေးပြည်လုံနေတဲ့ PDF တွေနဲ့စစ်ကားတို့ထိတ်တိုက်တွေ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ယင်းထီတွေ့တိုက်ပွဲအတွင်မှာအကြံဖတ်စစ်တပ်ဘက်မှထိခိုက်ဒိဆုံးမှုရှိနိုင်ပြီးအရေးအတွက်ကိုတော့အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း တိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လိုင်းရဲဘော်များအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။ဆိုင်ကောင်းကနေရွာတော်ဘက်ကိုညဘက်ကင်းချိန်လာတဲ့စစ်ကားလို့သိရတယ်။စစ်ခွေးတွေက4ကနဲ့လာတာပါအင်အားခမန်းကြီး15ဦးဝင်းကျင်ပါတယ်လို့သိရပါတယ်။စစ်ခွေးကကည7နိုင်ခွဲချိန်အမောင့်တဲမှာဆိုတော့ကျွန်တော်တို့ဘက်ကလည်းလမ်းဘေးကနေနေရာယူပြီးပြစ်တာဆိုတော့စစ်ခွေးထိခိုက်သေးဆုံးမှုရှိနိုင်ပေမဲ့စစ်ခွေးတေစင်းအတိအကျကိုတော့ကျွန်တော်တို့မသိရှိရသေးပါဘူး။ ကျွန်တော်တို့ထိတွေ့တိုက်ပွဲဖြစ်ပြီးရက်သွားပြီးဝိုင်းပစ်တော့အဲ့ဒီမှာစစ်ခွေးတွေကမောင်းပြေးသွားကြတာကျွန်တော်တို့ထိတွေ့တိုက်ပွဲဖြစ်ပြီးရက်သွားပြီးဝိုင်းပစ်တော့အဲ့ဒီမှာစစ်ခွေးတွေကမောင်းပြေးသွားကြတာထိတွေ့တိုက်ပွဲဖြစ်တာတော့စင်မနစ်ခန့်လောက်ကြာတယ်ခွေးကားကမောင်းပြေးပြီးတော့အဝေးရောက်မှပြန်ပစ်တာကျွန်တော်တို့ဘက်ကရဲဘော်တွေတော့အထီးကိတ်မရှိဘူးလို့နမောင်မြုံနဲ့ဘက်ကဖတ်တာဝန်ခံအစိတ်တီကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုအောင်စန်းလန်းတပ်ဖွဲ့နဲ့ နတ်မောက်ပကဖတပ်ဖွဲ့တို့ကပူးပေါင်းလွတ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတိုက်ခိုက်မှုအတွင်စစ်ကားဟောင်းမောင်းပြေးသွားတဲ့အတွက်စစ်သားများထိခိုက်မှုအခြေအနေကိုတော့အတိပြုနိုင်ခြင်းမရှိသေးကြောင်းပကဖတာဝန်ခံအစိတ်တီးကဆက်လက်ပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတက်ကတော့ကိုလက်အင်ကာဆွန့်လွတ်ခဲ့ရတဲ့တော်လိုင်းရဲဘော်တွေစီကိုတပုံဖြူရဲ့စာအုပ်ရောင်းရငွေပံ့ပိုးခဲ့ကြောင်းတင်ဆက်ပေးပါမယ်တော်လိုင်းရဲဘော်တွေတဲကကိုလက်အင်ကာဆုံရှုံရတဲ့တူဦးချင်းစီကိုတပုံဖြူ team ကပံ့ပိုးငွေတွေပေးအပ်ခဲ့ပါတယ် မမအမျိုးသားတော်လန်ရေးတက်မတော် BNR တက်ဖွဲ့အတွင်းကရဲဘော်တွေကကိုလက်အင်ကဆုံရှုံရသူတူချင်းစီကိုပေးပို့တဲ့တပုံဖြူကပြားစာအုပ်နဲ့ငွေကြက်တသိန်းပါလွယ်အိမ်များကောင်းမွန်စွာလက်ခံရရှိပါရခင်ဗျာကျွန်တော်တို့ရဲ့တန်ရာရရဲဘော်များကိုပေးပို့တဲ့လက်ဆောင်များအတွက် BNR မှကျေးဇူးအထူးတင်ရှိပါတယ်လို့၎င်းတို့ရဲ့ကိုပိုင်စာမျက်နှာတွေမှာတပ်ပုံနဲ့တကွာဖော်ပြထားပါတယ်ဒေါက်တာညိုထွန်းအောင်ရဲ့ကပြားစုစည်းမှုဖြစ်တဲ့ တပုံဖြူကပြားစာအုပ်ထဲမှာຫນွေဥတော်လိုင်းရေဘော်တွေကိုခွန်အားပေးတဲ့ကပြားတွေလည်းထည့်သွင်းရေးဖွဲ့ထားပါတယ်။ဒါအပြင်ဒီစာအုပ်ရောင်းရငွေတွေတဲကရာဂိုင်းနှုန်းအချို့ဟာခြေလက်အင်ကဆုံးရှုံးခဲ့ရတဲ့ရေဘော်တွေစီကိုစီစဉ်မဲလို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတကတော့တန့်စင်နဲ့တိုက်ပွဲတွေအတွင်းတော်လိုင်းရဲဘော်၃ဦးကြာဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းတန်းစင်နဲ့မြောက်ချမ်းမူမြေကံဘေးကကြေးရွာတွေကိုစီးနှင်းလူရဲမိရှို့နေတဲ့စစ်အုပ်စုတွေဟာပြီးခဲ့တဲ့ဒီဇင်ဘာလ3ရက်နေ့ညကမူကွာရွာကနေတဆင့်ဒန်းပင်စိတ်ရွာကိုစီးနှင်းလူရဲဖို့စစ်ကြောင်းထုတ်ထွက်လာခြင်းတော်လိုင်းရေးတပ်ဖွဲ့တွေနဲ့တိတွေ့တိုက်ပွဲဖြစ်ပြီးရက်ကြီးပကဖရဲဘော်တအူးနဲ့မြို့နယ်ပကဖရဲဘော်တအူးကြာဆုံးခဲ့ရတယ်လို့မြေပြင်တော်လိုင်းရေးသတင်းရှင်းမြစ်တွေကပြောပါတယ်မူတိန်မူကွာနဲ့ဒန်းပင်စိတ်ဆိုတာကကတ်နေတာဟိုဘက်ဒီဘက်တိတ်မဝေးတဲ့ရွာတွေပေါ် ထမ်းပင်စစ်ရွာကိုစစ်အုပ်စုစစ်ကြောင်းမဝင်ခင်မှာအပေါ်ကနေဒရုန်းနဲ့ပုံတိကြတယ်။အဲ့ဒီအချိန်မှာနေမြကန်ကာကွယ်ရဲဘော်တွေကဒေသခံတွေတင်းရှောင်လို့ရအောင်ကဲထုတ်ပေးနေတာပေါ့။ညပိုင်းအချိန်မှာစစ်ကြောင်းကအလေးငိုက်ဝင်တိုက်လာတဲ့အချိန်ကာကွယ်ရဲဘော်နှစ်ဦးကခုခံတိုက်ခိုက်ရင်းနဲ့ကြာဆုံးသွားခဲ့ရတာပါ။ဒေသခံတွေထွက်လို့ရအောင်ရဲဘော်နှစ်ဦးကအသက်ပေးပြီးတော့စစ်ကြောင်းကိုခုခံတိုက်ခိုက်ပေးခဲ့တဲ့သဘောပါ။ နောက်ပြီးတော့ယော်ဒဲကနေအိမ်နှလုံးကိုပါစက္ကဆာနဲ့ဝါတဝလက်အောက်ခံပြူတွေကမိရှု ဖြစ်စီသွားခဲ့ပါတယ်။ကြာဆုံးသွားတဲ့ရဲဘော်နှစ်ဦးကတော့အသက်က20ကျော်နဲ့30ကျော်အရွယ်လေးတွေပါဗျ။ရုပ်အလောင်းတွေကိုလည်းနေမြေရှင်းလင်းလှုပ်ဆောင်နေတဲ့အချိန်ကြမှာကောက်ယူခဲ့တာဖြစ်ပါတယ်။တကြိုတာတော့မလုပ်ရသေးပါဘူးလို့စီးရီတရင်ချင်းမြစ်တအူးကပြောပါတယ်။ဒေသခံပြည်သူတွေကိုကာကွယ်ပေးရင်လည်းကြဆုံသွားခဲ့တဲ့ရဲကြီးပကဖရဲဘော်နဲ့မြို့နယ်ပကဖရဲဘော်နှစ်ဦးတို့ရဲ့ရုပ်အလောင်းတွေကိုတော့ဒီဇင်ဘာလ9ရက်နေ့မှာ ထမ်းပင်စိတ်ရွာထဲမှာတွားရောက်ကောက်ယူထားတယ်လို့ဆိုပါတယ်။ရှီဘူခိုင်တန့်စဲမြို့နယ်မြောက်ချမ်းမူးမြစ်ကံဘေးမှာရှိတဲ့ကျေးရွာတွေကိုနိုဝင်ဘာလ26ရက်နေ့ကနေဒီကနေ့ထိစစ်အုပ်စုတပ်ကစစ်ကြောင်းထိုးကနေမီရှင်းလင်းရေးတွေစက်တိုက်လှုပ်ဆောင်နေပြီးနေအိမ်တွေကိုစီးနှင်းလူရဲမိရှုံနေတာဖြစ်ပါတယ်။အလားတူပြီးခဲ့တဲ့နိုဝင်ဘာလ28ရက်နေ့ကမူးတိမ်ရွာပြူစကန်းသိမ့်ပိုက်ခံရပြီးနောက်နိုဝင်ဘာလ29ရက်နေ့ကစပြီးအင်အား150ဝန်းကျင်ပါစစ်အုပ်စုနဲ့ တင်ကန်းဝတ်ဝတ်တော်လောက်ကံပြူစောတီအဖွဲတွေကကမ်ဘလူနေဘက်ကနေမူးမြစ်ကူးပြီးမူးတိမ်ရွာကိုပြန်လည်ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့အနီးဝန်းကျင်ကကြေးရွာတွေကိုဒီကနေ့ဒီဇင်ဘာလ6ရက်နေ့ထိစီးနှင်လူရည်နေတာဖြစ်ပါတယ်။အဲ့ဒီပြူစကန်သိမ်းတိုက်ပွဲမှာပေါ်ဦးစစ်ကြောင်းကနေပါဝင်တက်ခိုက်ခဲ့တဲ့ရွှေဘုခိုင်အမှတ်25တပ်ရင်းမှာတာဝန်ထမ်းဆောင်နေတယ်။ CDM တပ်ဖွဲ့ဝင်တဦးဖြစ်တဲ့ရဲဘော်မိုးလီခေါ်ချမ်းမြင့်မိုးဟာတိုက်ခိုက်ဒဏ်ရာရရှိခဲ့တာကြောင့်စေဝါကုသမှုခံယူနေစဉ် ဂျမနီဒီဇင်ဘာလ9ရက်နေ့မှာကြာဆုံးသွားခဲ့တယ်လို့သူ့ရဲ့မိခင်တရင်ကသတင်းထုတ်ပြန်ပါတယ်။လက်ရှိမှာစစ်အုပ်စုကမူးတိမ်ရွာပြူစကန်အနီးဝန်းကျင်ကကြေးရွာတွေကိုစစ်ကြောင်းထူစင်းနဲ့လူရဲမိရှုံနေတာကြောင့်တာဂရတာဂလာထမ်းပင်ကုန်းမူးကျင်းစု အောင်စွာမဲဇလီကုန်းအကြီးထမ်းပင်စိတ်ရွာရှိပေချောင်းထန်းကုန်းကြီးပတိစတဲ့ကြေးရွာပေါင်း15ရွာထမ်းမင်းကဒေသခံထောင်နေချီစစ်ဘေးတင်းရှောင်နေကြရဆဲဖြစ်တယ်လို့စစ်ရှောင်ကူညီနေသူတွေကဆိုထားပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတကတော့အေယာဝတီတိုင်းငါးမြွနဲ့တိုက်ပွဲများအတွင်အကြဆုံးအထိကိမ်းများနေတဲ့အတွက်အေယာဝတီတိုင်းဝန်ကြီးချုပ်မြင့်မော်တင်စီဒီတော်ကိုဒုတိယအကြိမ်မြောက်ငကားစာကျွေးရည်ရချီခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အရခတ်တတော် AA နဲ့မဟာမိတ် PDF ပကဖများနဲ့နေစဉ်တီးတွဲမှုဖြစ်ပွားနေတဲ့အေယာဝတီတိုင်းငါးမြွနဲ့အတွင်တိုက်ပွဲများမှာစစ်တပ်ဘက်ကအထိကိမ်းအကြဆုံးများနေတဲ့အတွက်အေယာဝတီတိုင်းဝန်ကြီးချုပ်တင်မောင်ဝင်းနဲ့အဖွဲ့အား မျက်မော်တင်စီတီတော်ကိုဒုတိယအကြိမ်မြောက်နဂါးစာကျွေးရရရချေရန်တွားရောက်ခဲ့ကြောင်း ERI တိုင်းတရင်များကိုဖော်ပြနေတဲ့သတင်းအထူးတက်ဖွဲ့ပသိမ်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။ဒီဇင်ဘာလ9ရက်နေ့ညပိုင်း ERI တိုင်းပသိမ် KI ပသိမ်မြို့မှာဝင်ကြီးတင်မောင်ဝင်းတဲ့အဖွဲ့အုပ်ချုပ်ရေးဘိုင်းမှလူများဌာနဆိုင်ရာဝန်ထမ်းတွေဟာမျက်မော်တင်စီတီတော်ကိုစိုးလင်းကျော်တင်မောင်နဲ့တွားရောက်ခဲ့တယ်လို့ဆိုပါတယ်။ ERI ရဲ့ပသိမ်မြို့နယ်၊တာပေါင်းမြို့နယ်၊ရေကြီးမြို့နယ်၊လေးမျက်နှာမြို့နယ် ဟင်္ဒရာမြို့နယ်ငားမြို့နယ်အတွင်းစက္ကဆပ်ဘက်ကအတိတ်အကြဆုံးများနေပြီးနေမြေတွေကိုလက်လွတ်ရမှုများပြားလာတဲ့အတွက်တင်မောင်ဝင်းကိုတိုင်မျက်မော်တင်ဇေဒီတော်ကိုဒုတိယအကြိမ်မြောက်ငကားစာကျွေးရတရချင်းရန်တွားရောက်ရခြင်းဖြစ်ကြောင်းသိရှိရပါတယ်လို့ဖော်ပြထားပါတယ်။ယခုရက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းအာနာသိန်းစစ်တပ်ကဗိုလ်မှူးတအုပ်သေးဆုံးခဲ့ပြီးဒီဇင်ဘာလ၂ရက်နေ့မှာပသိမ်မြို့ကရွှေမြင်တင်တုတ်တံမှာလုံခြုံရေးအများပြားချပြီးတကြွခဲ့တယ်လို့ People Spring မှာဖော်ပြထားပါတယ်။တာပေါင်းမြို့နယ် တာပေါင်းကလေးရွာပတ်ဝန်းကျင်မှာတက်မ66လောက်ခန့်တရင်များနဲ့အာရခတ်တက်တော်အေအေဦးဆောင်တဲ့ပူပေါင်းတက်များကြတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေတယ်လို့ဆိုပါတယ်။တိုက်ပွဲကဆက်လက်ပြင်းထန်နေတာဖြစ်ပါတယ်။စစ်တပ်ဘက်မှတိုက်ကြိုက်တော်တော်များပါတယ်။ပသိမ်မှာစေကုနေရတဲ့သူတွေရှိတယ်လို့မင်္ဂလာတုံစစ်စည်းရုံကိုပို့ပြီးကုရတာတွေလည်းများပါတယ်။အရာရှိတွေပါထိတော့မိသားစုဝင်တွေလည်းအလုတ်ပြတ်တယ်။ဒဏ်ရာပြင်းထန်တဲ့သူတွေကစိတ်တက်တွေကြာနေပြီ။ရှေ့တန်းကတိုက်ပွဲကလည်းတည်ငောက်မရှိဘူး။ လက်နက်တွေစုံတာတွေလည်းရှိတော့အေးအေးယူခံရသေးတယ်လို့တာပေါင်းတိုက်ပွဲမှာဒဏ်ရာရသွားသူပိုကြီးအဆင့်ရှိသူတဦးရဲ့မိသားစုဝင်တဦးကိုကိုကပြီးတရင်မှဆက်လက်ဖော်ပြထားပါတယ်လက်တလုံးမှာအေယာဝတီတိုင်းတွင်တာပေါင်းမြို့နယ်ပြင်ရွှေတောင်ရံနဲ့လေးမျက်နှာမြို့နယ်များမှာလည်းတိုက်ပွဲများဖြစ်ပွားနေတယ်လို့သိရှိရပါတယ်အေယာဝတီတိုင်းတာပေါင်းမြို့နယ်မှာယခုရက်ပိုင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းစစ်တပ်အရာရှိတချို့ထိခိုက်ဒေဆုံးခဲ့ပြီးစီကူတာနေသူတွေအတွက်လုံလောက်တဲ့ထောက်ပံ့မှုတွေမရတဲ့ပုံ စစ်တပ်မိသားစုဝင်တွေကဝေဖန်နေကြတယ်လို့ဆိုပါတယ်။အေယဝတီတိုက်ပွဲမှာအရာရှိများပါသေဆုံးထိခိုက်ပြီးအထိနာနေတဲ့အတွက်စစ်တပ်အတိုင်းဝိုင်းမှလည်းကြရထားနေပြီလို့ဖော်ပြထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့စီရီသုံးသက်ချက်တွေကတော့ဒီဇင်ဘာလ2ရက်နေ့မှာဂျပန်ရေပိုင်နဲ့စင်ကာပူကျွန်းနားမှာစီနိုနီပွန်တို့နှစ်နိုင်ငံကမ်းခြေဆောက်တပ်တွေထိတိုက်တိုးခဲ့ကြပါတယ်။ ဂျပန်ငါးဖမ်းလိကျွန်းအနီးဝင်ရောက်လာတော့ကိုတရုတ်ကမ်းခြေဆောင်တပ်ကဝင်ရောက်နှောက်ယှက်လို့ဂျပန်ကမ်းခြေဆောင်တပ်ကမောင်းထုတ်လိုက်ရပါတယ်ဒီကျွန်းကိုဂျပန်ကအုပ်ချုပ်နေပြီးတရုတ်တို့ကဒိုင်အိုယူကျွန်းလို့ခေါ်ပြီးသူတို့ပိုင်ဆိုင်တယ်လို့အငင်းပွားနေတာပါတတမန်ရေးအမြင့်ဆုံးတင်းမာနေတဲ့အချိန်မှာတရုတ်တို့ရဲ့နိုင်လုံမင်းထက်လုံမှုက၎င်းတို့တားတဲ့ red line ကိုကျူးလွန်နေတာကိုတိတိနဲ့ထပ်မံရင်ဆာလာပါတယ်အရှိတရုတ်ပင်လယ်တွင်းပထဝီနိုင်ငံရေးအရာအထူးကိမ့်မခံတဲ့အချိန်မှာတင်းမာမှုမြင့်လာပါတယ် 1938ခုနှစ်မာကိုပိုလိုတရအရေးခင်ပြီးနောက်တရုတ်ဂျပန်ထိတိုက်ထိတွေ့မှုကစစ်ဖြစ်ဖို့80ရာခိုင်နှုန်းထိမြင့်တက်လာပြီးတချက်မှတာနဲ့တတရကဘာစစ်ကိုဦးတည်သွားစေနိုင်ပါတယ်။နိုဝင်ဘာလ9ရက်နေ့ဂျပန်ဝန်ကြီးချုပ်ဆာနာအီတာကာအီချီရဲ့ထိုင်ဝမ်ကျောပေါ်တရုတ်ကျူးကျော်လာရင်ဂျပန်လဲစည်ရေးအယဝေပါရမယ်ဆိုတဲ့မှတ်ချက်ကိုတရုတ် CCP အစိုးရကဆက်ဆက်ထိမှန်ဖြစ်ပြီးလေဖြတ်ပြစ်မယ်ဆိုတဲ့အိုဆာကာတရုတ်တန်အမတ်ရဲ့စီးကျော်ပေါင်းကျော် ကြံတန်းတဲ့မှတ်ချက်ကြောင့်ဂျပန်တို့အတွက်ရှေ့ဆက်လုံခြုံရေးကာကွယ်ရေးစီမံချက်တွေကိုရေပတ်မဝင်အောင်လှုပ်လာပါတယ်။တကယ်တော့တက္ခအီချီကတရုတ်ရဲ့ရန်လိုတဲ့သဘောထားကနေစစ်ပီးခစ်အားနည်းနေတဲ့ဂျပန်တပ်မတော်ရဲ့အနေထားကို modify လုပ်ဖို့ခေါ်ဖဲပစ်သွားတယ်လို့တောင်ထင်မိပါတယ်။တရုတ်ရဲ့အညာဖြစ်တဲ့ထိုင်ဝမ်အရေးမှာစစ်အင်အားတိုးချဲ့ခွင့်စစ်လက်နက်ထုတ်လုပ်ခွင့်ပါရပြီးတရုတ်နဲ့ရုရှားရဲ့ရန်လိုမှုကြီးထွားလာတာကနေညူလက်နက်ကိုပါစမ်းသပ်လုပ်ကင်ခွင့်ရနိုင်ပါတယ်။ ပြောတာပြောရတာပါအမေရိကန်နဲ့ညီပြီး R&D လုပ်နေလောက်ပါပြီ new ဓာတ်ပေါင်းဖို့ဂျပန်ရဲ့နည်းပညာထိတ်တန့်ရောက်နေမှုက new လက်နက်ထုတ်နိုင်တဲ့အဆင့်မြင့် uranium သန့်စင်မှုကိုတောင်လုပ်ပြီးလောက်ပါပြီစစ်မီတောင်းလိုက်တဲ့ high risk ဖြစ်နိုင်တဲ့အနေအထားကစီနာကို counter attack လုပ်နေတာတက္ကအီချီမှာဝက်ဖဲတစ်ချက်ရှိကိုရှိပါမယ်ဂျပန်အနောက်မှာ American ရှိတယ် Trump တက်လာချိန် American အစိုးရမိုဝါဒတွေအပြောင်းအလဲရှိပေမဲ့ အစ္စရေးနဲ့ဂျပန်အရေးကိစ္စဆိုရင်တသက်မတ်သေးကူညီထောက်ခံပါတယ်။နိုဝင်ဘာ23ရက်ထိုင်ဝမ်နဲ့အနီးဆုံး68မိုင်သာဝေးတဲ့ဂျပန်ပိုင်းယူနာကူနီအိုင်လန်မှာတာလက်ဒုံးချီကာကွယ်ရေးစနစ်ကိုဂျပန်ကာကွယ်ရေးဝန်ကြီးရှင်ဂျီယိုတွားရောက်ဖြန့်ချထားပြီးတရုတ်ကနှရွက်တရွေ့ဆွပါတယ်။တရုတ်ဘက်ကကန့်ကွက်လေးလေးဂျပန်ကလည်း defense line တွေပို့ချပြီးပိုက်စိတ်တိုက်လုပ်လေလေတရုတ်ဒေါသငေဒိတ်တက်ဆောင်လေဖြစ်နေပါတယ်။မောင်ရင်တို့ပြောကြားချက်ကိုပြန်ရုပ်သိမ်းရန် တရုတ်တနိုင်ငံတဲ့မူဝါဒကိုလိုက်နာကျင့်သုံးရန်တောက်လျှောက်ဖိအားပေးနေပါတယ်။ရေထွက်ကုန်တွေပိတ်တာနှစ်နိုင်ငံခီးတွားလာရေးကဏ္ဍကိုပိတ်ပင်တာဂျပန်မြေရှားရောင်းချခွင့်ကိုကြက်မှတ်ဒါရီလုပ်ပေမဲ့ဒါရီကသူ့အယိုးနဲ့သူပြန်ထူခံရပါတယ်။အကျော်မာတဲ့တက္ကာအီချီရဲ့လောက်ရက်ကိုဂျပန်ကလုံးတွေနဲ့ဆန္ဒပြခိုင်းပြီးဖြုတ်ချဖို့အထိလှုပ်ခါမှအခုဆိုတက္ကာအီချီကိုထောက်ခံမှုက85ရာခိုင်နှုန်းထိတက်လာပါတယ်။အိတ်နေတဲ့စစ်ဘလူးကိုသွားဟင်းဟောက်မိရမှာ စီနာတို့ခြေလန်းစက်တိုင်မှလာပါတယ်။အင်အားကြီးထွက်လာတဲ့တရုတ်ကိုအမေရိကန်ကတချို့ကိစ္စတွေမှာလက်ဆောင်ပေးတာကိုဗလာပြကျင်တဲ့ပေါက်ဖော်တို့ဒေါသကြောင့်အမှများလာပါတယ်။ဒေတာတွေနိုင်ငံငယ်တွေကိုနိုင်လွန်မင်းထက်ဆက်စံတာ တောင်တရုတ်ပင်လယ်အတွင်းအာဆီယံ၅နိုင်ငံနဲ့ရေပိုင်နဲ့အငင်းပွားနေတာကိုအင်အားသုံးလွှမ်းမိုးပြီးဗလာပြတာကိုအဟုတ်မှန်နေပါတယ်။ထိုင်ဝမ်ကို2020ခုအပြီးသိမ်းဖို့ targeted ထားနေခဲ့တာဆာမူရိုင်းတို့ရဲ့ဇာနဲ့တွေ့တွေ့ကမှတိုင်ပတ်နေပါပြီ။ ဒီလိုတင်းမာမှုတွေဖြစ်နေချိန်မှာအမေရိကန်ကစားဝင်ပတ်ပါတယ်။ထိုင်ဝမ်ကိုစစ်လက်နက်တွေဘီလီယံနဲ့ကြီရောင်းတယ်လို့ဂျပန်နဲ့လဲအင်ဒိုပစိဖိတ်ရေပြင်မှာစီရီပူတွေလေ့ကျင့်ရင်းစီနာရဲ့အမှားကိုစောင့်ပါတယ်။2020နိုဝင်ဘာလကအမေရိကန်ကထိုင်ဝမ်ကိုစစ်လက်နက်ပစ္စည်းဒေါ်လာတန်330ဘူးကိုတရုတ်ကန့်ကွက်နေတဲ့ကြားကရောင်းချခဲ့ပါတယ်။ထိုင်ဝမ်အာဏာရအစိုးရ DTP တမရလိုင်းချင်တီးကအပူဆောင်ကာကွယ်ရေးဘတ်ဂျက်ဘီလီယံ40နီးပါးသုံးစွဲဖို့ထိုင်ဝမ်လွှတ်တော်မှာခွင့်ပြုချက်တောင်းခဲ့ပါတယ်။ တရုတ်အနေနဲ့ထိုင်ဝမ်ကို၎င်းပိုင်နက်အဖြစ်ရှုမြင်ထားပြီးလူအရင်အင်အားသုံးသိမ်းယူဖို့ချိန်ချုပ်ထားပါတယ်။ထိုင်ဝမ်အာဏာရပါတီ DDP အနေနဲ့ထိုင်ဝမ်ကိုတီးခြားလွတ်လပ်တဲ့နိုင်ငံအဖြစ်ရည်တည်လိုနေပြီးဒါကိုတရုတ် CCP အစိုးရကခွဲထွက်ရေးအစိုးရလို့စွပ်စွဲပြစ်တင်ဝေဖန်ပါတယ်။အော်တိုဘားလ19ရက်နေ့ထိုင်ဝမ်အတိုက်ခံပါတီ KMT ခေါင်းဆောင်တစ်ဖြစ်လာတဲ့လီချင်ဝမ်ကိုတရုတ်သမ္မတရှီကျင်းဖင်ကဂုဏ်ပြုခဲ့ပြီးနိုင်ငံပေါင်းစပ်ဖို့လှုံ့ဆော်သွားကြမယ်လို့တိုက်တွန်းခဲ့ပါတယ်။ ထိုင်ဝမ်ရေလက်ကြားကိစ္စမှာတရုတ်ဘက်ကအင်အားသုံးရင်ဂျပန်အနေနဲ့ဝင်ပါရမယ်ဆိုတဲ့တက်ကအီချီမှတ်ချက်မှာတော့ထိုင်ဝမ်သမ္မတလိုင်ချင်တီးကကြိုဆိုလိုက်ပြီးစူရှိစားပြခဲ့ပါတယ်။ဂျပန်ဝင်ပါရင်စုပ်ပြတ်တတ်အောင်လုပ်မယ်လို့တရုတ် CCP ဘက်ကကြေညာမှုနောက်ပိုင်းထိုင်ဝမ်နဲ့ဂျပန်ဆက်ဆံရေးကပိုပြီးရင်းနှီးနှွေးထွေးလာခဲ့ပြီးအပြုသဘောဆောင်လာပါတယ်။လိုင်ချင်တီးအနေနဲ့တရုတ်ကိုအရင်ကနှုတ်ခွန်းတုံ့လှန်စကားမပြောပေမဲ့ တက်ကအီချီတရုတ်နိုင်လုံမင်းထက်မူဝါဒပေါ်ရင်ဆိုင်ပြောဆိုခဲ့ပြီးနောက်တရုတ်ကို challenge ပြန်လုပ်လာတာကိုတွေ့ရှိရပါတယ်။ဒီဇင်ဘာလဆန်းမှာပဲထိုင်ဝမ်တမရလိုင်ချင်တီကတရုတ်အစိုးရကိုနေချေဖို့အာယုံမဆိုင်ပဲစီးပွားရေးအာယုံဆိုင်ဖို့ပြောဆိုလိုက်တာတွေ့ရပါတယ်။တရုတ်စီးပွားရေးကတကယ်တမ်းရုန်းကန်နေရတာပါ။တရုတ်ဟာစီးပွားရေးဖိအားနဲ့ရင်ဆိုင်နေရချိန်မှာ တမရရှိချင်းဖြင့်ကနေချစ်ဖို့အာယုံမဆိုင်ပဲတရုတ်ပြည်သူတွေရဲ့လူမှုဘဝတွေမြင့်တင်ပေးဖို့ပဲအာယုံဆိုင်မယ်လို့ကျွန်တော်တို့ယူယူတတ်တာမျှော်လင့်ပါတယ်လို့ဆိုပါတယ်။တန်ကင်းတမန်ကင်းစကားဆိုပေမဲ့အဲ့ဒီနောက်ွယ်ကလေဖိအားကမြင်ပါတယ်။ US ကလွဲလို့ဘသူမှလူမထင်တဲ့ပောက်ဖော်တို့အတွက်နှာနှုတ်ကိုဖြတ်ရိုက်တယ်လို့ပါပဲ။ဆာမူရိုက်မကလည်းစီနာနဲ့စီချင်းထိုးနေတဲ့အချိန်တိုက်ခိုက်လာတဲ့ရန်သူရဲ့မြင့်ကိုဟန်ချက်ပြက်အောင်တိုက်ခိုက်ပါတယ်။ဒါကိုတရုတ်မြန်မာစစ်ပွဲမှာတပိန်ပယံ ဂါမနီတိုက်ပွဲကိုမြင်လိုက်ရတယ်လို့ပါပဲတမိန်ဘယင်းကပွဲမဝင်ခင်ရန်သူခေါင်ထဲ့ဖို့ချင်းကိုဘယင်းမင်းခေါင်တန်တောင်းရမှာဒီတလိုင်းကစကားတော့ကြည်သာဆိုပြီးမူးမတ်တွေကဆိုကြပါတယ်တကယ်လေဂါမနီချုပ်ယိုးကြကအဟကိုလှန်နဲ့ထိုးပြီးမြေပေါ်မှကြမိဒါနဲ့ခုတ်ချင်းနဲ့ထည့်သွားကမှဒီမွန်သူရဲ့ကောင်းကယူမရခင်တမယာရှာသွားတာဆိုပြီးချီးမွမ်းကြပါတယ်။ယခုလေတက္ကအီချင်းနဲ့လိုင်းချင်းတီးတို့အတိုင်ဖောက်ညီမှုက ရှိကောင်းပါသွားမလားဆိုတာကတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရဲ့သတင်းတူများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆုလက်အောက်မှာအမြင့်ဆုံးလွတ်မြောက်ပြီးတော်လန်နှစ်တစ်ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ